ခင်ပွန်ကောင်အိမ်တော်တစ်ခုမှာအပေးကိုမျှတစွာချစ်ကြတယ်ဆိုတာအင်မတန်မှစက်တည်ရှိတဲ့မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ဒါကိုစိတ်ရုပ်တဲ့မိတ်ဆွေအပေါင်းအသင်းတို့ကမြောက်ပြန့်ပေးတတ်ကြပြီးသဘောထားမပြည့်တဲ့ခက်ညံ့ညံ့ဆွေမျိုးတွေကတော့ကဲ့ရဲ့ဖြစ်တင်တတ်ကြပါတယ်။လင်းနဲ့မယားနှစ်ယောက်ကြောင့်မခန့်ချိမခန့်သာစကားလုံးတွေတုံးပြီးတွေးကွဲစီတဲ့စကားမျိုးတွေကိုလည်းပြောတတ်ကြပါတယ်။တကယ်တော့ခင်ပွန်ကောင်ဆိုတာဇနီးပေါ်နိုင်ထက်စင်းနေမပြုတ်တဲ့သူပါ။ဇနီးကအမြဲတမ်းလေးစားချက်ခင်အောင်လေး ြုမှုနေထိုင်တတ်သူပါအိမ်တော်ဦးစီးတာဝန်ကိုလည်းအပြည့်အဝလောက်ကင်ဆောင်ရွက်နိုင်တဲ့သူတွေဖြစ်ပါတယ်ပတ်ဝန်းကျင်မှာခင်ပွန်းတဲ့ဟာကိုယ်စနေပေါ်တဲတဲလောက်ချစ်နေရမြင်ရတာအပြစ်ဖြစ်နေရလားဒီလိုခင်ပွန်းမျိုးဇနီးတိုင်းတောင်းတလိုချင်ကြပါလိမ့်မယ်အိမ်တော်ရဲ့တခုခိုင်မြဲဖို့ဆိုတာခင်ပွန်းတဲ့ဇနီးအပြန်အလှန်ချစ်ချင်းမြတ်တာတခုတော့ရှိနေတင်ပါတယ်ဇနီးတယောက်ရဲ့ပျော်ရွှင်မှုတွေဟာခင်ပွန်းရဲ့ချစ်ချင်းမြတ်တာတွေပဲဖြစ်ပါတယ်ဒါကြောင့်ပျော်ရွှင်နေတဲ့ဇနီးတယောက်ရဲ့ဘဝမှာ တိတ်ခါရှိပြီးလေးစားထိုက်တဲ့ခင်ပွန်ကောင်ရှိနေလို့ပါအမြဲတမ်းမှိုင်းတွေ့နေရပြီးအလိုမကျဖြစ်နေတတ်တဲ့ဇနီးရဲ့နောက်ကွယ်မှာတော့သစ္စာမဲ့ပြီးဖောက်ပြန်တတ်တဲ့ခင်ပွန်ဆိုရှိနေပါလိမ့်မယ်ပစ္စည်းဥစ္စာမပြည့်စုံမိမဲ့ခင်ပွန်ကောင်သာရှိနေပါစေစိတ်ပျော်ရွှင်စွာနေနိုင်မှာဖြစ်ပြီးပစ္စည်းဥစ္စာချမ်းသာပေမဲ့ခင်ပွန်ကောင်မရှိတဲ့အခါစိတ်ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ခင်ပွန်ကကိုယ့်ရဲ့ဇနီးကိုချက်ပြတာရှက်စရာမဟုတ်ပါဘူးဒါကအထင်ကြီးလေးစားချီးကျူးဖို့ကောင်းတဲ့ 根本高也并不为吧。